ဲ့တရားအញ្ញံကောင်းတယ်အញ្ញံတော်တယ်အញ្ញံညံထက်တယ်ဆိုတာကျောင်းဝင်သွားစာချက်စာလုံးလေးလာသိမ့်ဘူးဒါကြည့်မဲ့ပြုလုပ်နေလို့မဟုတ်ပါဘူးညံကောင်းတာကငငယ်ရတော့ကလေးတယောက်ကညံကောင်းရင်လည်းကောင်းနေမယ်ညံထက်ရင်လည်းထက်နေမယ်ပြည့်လို့ညံနေအញ្ញံတော်နေပါစေတတ်တခုရလာတဲ့အခါမှာအလုတ်ပဲဖိလုံနေတော့ကိုယ့်ရဲ့နေထိုင်မှုပုံစံလိုက်ဆိုင်လေးတွေကနေပြီးတော့ကိုယ့်ရဲ့အုံနောက်ကိုညံထိုင်းမှိုင်းသွားစေတဲ့အရာလေးတွေကိုဒီနေ့ပြောပြပေးသွားမှာဖြစ်ပါတယ် ငါလူကြီးဖြစ်လာလို့လားမသိဘူးခဏခဏငါမေးတတ်နေတယ်အဲ့လိုမျိုးလေကိုကိုကိုပြောမှုတာလေးရှိတယ်ဟုတ်โอเคဒီနေ့မှာတော့ကိုကိုတိုင်းတတိမထားမိပဲညံထိုင်းစီတဲ့နေထိုင်မှုပုံစံလေးတွေကိုပြပြပေးသွားမှာဖြစ်ပါရဲ့ရှင် Hello အားလုံးပဲမင်္ဂလာပါရှင်ဘဘူယူစု channel လေးရနေအားလုံးကိုစွစွလိုက်ပါတယ်အလှပဇမရင်းနေဘဝအောင်မြင်ပျော်ရွှင်စေမယ့်အကြောင်းအရာလေးတွေကိုအမြဲတင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ဘဘူယူစု channel လေးကိုလည်း subscribe လုပ်တာကိုကြံပြုချင်ပါတယ်ဒီ channel အကြောင်းအရာများရှင်းမလဲ comment လေးမှာမေးသွားလို့ရပါတယ်နော် ဒီနေ့ပေတော်လေးမှာတော့ကုကိုရိုင်းတတိမထမိပဲနဲ့ညံထိုင်းစီမဲ့ဘဝနေထိုင်မှုပုံစံလေးတွေကိုပြပြပေးသွားမှာဖြစ်ပါတယ်ရှင်။ခု share လုပ်ပေးမဲ့ video file လေးကကိုအရန်သဘောကျတဲ့စာလေးဖြစ်နေတဲ့အတွက် video လေးကိုပြန်ရိုက်ပြီး share လုပ်ပေးသွားခြင်းဖြစ်ပါတယ်။ဘာလို့လဲဆိုကိုကိုတိုင်းကဟုတ်ပြီညံထမ်းစီမဲ့အရာလေးတွေကိုတိထားတယ်ဒါမဲ့အနေအချင်းလောက်ပဲတိထားခဲ့တဲ့အတွက်ဒီစာပဲပြီးသွားတဲ့အချိန်မှာ ိုကအဲ့ဒီနေရာလေးတွေကိုတခြားလေးတတိယပြီးတော့စင်စင်လိုက်တယ်ပြမှုနေထိုင်လိုက်တယ်ကိုရနေထိုင်တဲ့ပုံစံလေးတွေကိုချင်းလိုက်တဲ့အခါမှာကိုတတိမီတာလေးဥတ္တမဖြစ်နေတာလေးတွေကရော့သွားတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးသွားရင်တော့တင့်တဲ့အကျိုးတဆုံတရားရမယ်ဆိုတာကတော့100%ပါပဲဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးဖို့အစံပြုပါရစေ။ Okay ဒီနေ့ဗီဒီယိုလေးကိုဆက်လိုက်ကြမယ်။နံပါတ်1မနှက်စာမစားခြင်း မနက်စာမစားခြင်းကလည်းညဆိုင်ဖြစ်ပါတယ်မနက်စာမစားခြင်းကကိုယ်တွင်းတကြားတဲ့ပဏာပမာဏကိုကျဆင်းပြီးတော့အုံနောက်ကိုလုံလောက်တဲ့အာဟာရမရောက်စေပါဘူး နံပါတ်1ဆေးလေတောက်ချင်း Okay ဆေးလေတောက်ချင်းရဲ့ဆိုးကျိုးတွေကတော့လူတိုင်းသိထားမဲ့ပုံစံလေးပါ။ဘာလို့ဆိုဆေးလေတောက်ချင်းကြောင့်အဆုတ်ကိုပျက်စီးစေတာဆိုးကျိုးအများကြီးအများကြီးရှိစေတာတွေအဲလူတိုင်းသိထားမဲ့အရာလေးပါ။ဒါပေမဲ့ဆေးလေတောက်ချင်းကအဲ့ဒီဆိုးကျိုးတွေအပြင်အုံနောက်ကိုဓာတ်ရိုက်ထိကိုက်စေပြီးတော့အန်ဆိုင်မာယောဂါနဲ့အတိတ်မီတဲ့ယောဂါကိုတောင်ဖြစ်စေပါတယ်။ကြားတဲ့အများအပြားစားသုံးခြင်း တစားတက်ကလိုအပ်ထားမှန်ပေမဲ့တစားတက်ကိုအလွန်အကျွံစားသုံးပြီးတော့လိုအပ်ထားတဲ့ပို့ပြီးတော့တစားတက်ကိုစားသုံးမိနေရဆိုရင်တော့ဒါကောင်းမွန်တဲ့အရာမဟုတ်ပါဘူး။လူတယောက်မှာဆိုရင်အသက်ငယ်ငယ်လေးမှာဆိုတော့တကြားတက်ကဒါလိုအပ်တယ်လို့ပြောရမယ်။အဲဒါပေမဲ့လူလူလက်ပိုင်းတွေအတွက်တော့အချိုးစားသုံးနေတာတွေကကလေးတွေနဲ့သွားပြီးတော့နှိုင်းရှင်လို့တော့မရပါဘူး။ပရိုတင်းတက်ရဲ့စုပ်ယူမှုအားကိုရှော့ချပြီးတော့အုံနောက်ရဲ့လုံးဆောင်ချက်ကိုလည်းအတားအဆီးဖြစ်စေပါတယ်။နံပါတ်၄လေမတန့်ခြင်း ကိုနေထိုင်စားတောက်နေတဲ့ပဝင်းစင်ကအနံပေါင်းစုံစုံနေတာမျိုးလေကောင်းနေတဲ့ရှူဆိုင်မှုနည်းနေတဲ့နေရာဥမာအဖြစ်ပြောရမယ်ဆိုရင်အောက်ဆီဂျင်ရရှိမှုနည်းနေတဲ့အတွက်အုံနောက်ရဲ့ဖွံ့ဖြိုးမှုကိုလည်းနှိကွေးစေပါတယ်နံပါတ်5အဲ့အဲ့လွန်ကျင်းဥမာလူတယောက်မှာဆိုရင်ကွာအများဆုံးအချိန်7နာရီလောက်တော်တာအိတ်ဆက်တင်နေပေါ့နော်ဒါပေမဲ့အိတ်တင်အိတ်ထိုက်တဲ့အချိန်ထက်ပိုပြီးတော့အိတ်နေမယ်ဆိုရင်တော့အုံနောက်ကဆဲတွေကိုတည်စီတဲ့အတွက်ညှထိုင်းစီပါတယ် နံပါတ်6အိတ်ချိန်နေခြင်းလူတစ်ယောက်ကအိတ်ချိန်တွေပြက်နေတော့အိတ်ချိန်နေသွားလို့လည်းမရပါဘူး။အတမန်လူတစ်ယောက်အိတ်ချိန်အိတ်ထိုက်တဲ့ပမာဏထက်မအိတ်ဖဲအိတ်ပြက်ထားရင်များနေတဲ့အတွက် အုံနောက်ရဲ့သွေးစင်းစင်းမှုနှေးကွေပြီးတော့အသားအရင်မွဲခြောက်ပြီးပျက်စီးနေတာတွေဖြစ်တဲ့အပြင်အုံနောက်ကိုလည်းထိုင်းမိုင်းစေပါတယ်။နံပါတ်9အိတ်နေစင်မှာခေါင်းခြုံပြီးတော့အိတ်ချင်းခေါင်းခြုံပြီးတော့အိတ်တက်တဲ့သူကဒီတမန်တမန်အိတ်နေတဲ့သူလောက်တော့အောက်ဆီဂျင်မရပါဘူး။ ဒီရာတွေကကာဗွန်ဒိုင်အောက်ဆိုက်ပမာဏသာတိုးတိုးလာပြီးတော့အုံနောက်ကျန်းမာရေးကိုဒါထိခိုက်စေပါတယ်။တစ်ပတ်ရှင်းဖြားနေတဲ့အခါမှာအုံနောက်အလုံးလုံးထားနေများခြင်းဖြားနေတဲ့အခါမှာအုံနောက်ကိုအလုံးလုံးထားအလုံးပေးနေတာမျိုးမလုပ်ဖို့အတွက်အရန်ကိုအရေးကြီးပါတယ်။ အုံနောက်ကကွာဒီတိုင်းနေရင်တောင်မနာနိုင်အလုံးလုံးနေရတာအာစဉ်းစားနေရတာငါဥပမာတမစားပြီးတော့ငါဘာလုပ်မယ်ဘာလုပ်မယ်ဥအုံနောက်ကတစ်ခုပြီးတစ်ခုဒီဟာလုပ်ပြီးတော့ငါနောက်ထပ်ဘာလုပ်မယ်စဉ်းစားတွေးခေါ်နေရဲဆိုရင်ဒါအုံနောက်ကအလုံးလုံးနေရတယ်ပဲလေဒီတိုင်းနေရင်တောင်အုံနောက်ကမနာနိုင်လုံးနေရတာကွာဒီလိုမဖြားလာနေစင်တဲ့အချိန်မှာအုံနောက်ကို အနာပေးဖို့ရန်လိုအပ်ပါတယ်။ငါမပေးဘဲနဲ့အစာထားလိုလိုက်တာဖြစ်ဖြစ် လုပ်ငန်းအကြောင်းတွေကိုပလန်ဆွဲပြီးတော့စဉ်းစားနေတာတွေးခေါ်နေတာအရန်ကိုအုံနောက်ကိုအလုပ်တွေပေးနေတာတွေတွေးခေါ်နေတာတွေလုပ်နေတာမျိုးတွေကတမန်အချိန်မှာ9မိနစ်လောက်တွေးခေါ်စဉ်းစားလိုက်တာနဲ့အလုပ်တစ်ခုကပြီးတဲ့အချိန်မှာဒီချက်မကျမ်းပါတဲ့အချိန်မှာသွားပြီးတော့လုပ်မယ်ဆိုရင်10မိနစ်လောက်ကြာပြီးတော့ဟိုကိုအားတွေစိုက်ပြီးတော့တွေးခေါ်နေရတဲ့အတွက်အုံနောက်ရဲ့စွမ်းရည်ရာကြာစင်းတဲ့အမှုကျင့်တွေပဲကိုယ်စားရောက်သွားစေပါတယ် နံပါတ်ကိုတွေးခေါ်မှုနှဲခြင်းတနေ့ပြတနေ့လုံးစရာရှိတာရေလုံးမယ်စားပြီးတောက်မယ်တောက်ပြီးစားမယ်ဖုံးကြည့်မယ်လုံးစရာရှိတာရေလားလုံးနေပြီးတော့ဘာမှတွေးခေါ်မှုမရှိဘူးမနေ့ဖန်အတွက်ပတ်လည်မရှိဘူးတွေးခေါ်မှုမရှိတာတွေကလည်းဒါညံကုတ်မြုပ်မှုကိုနှဲပါစေပြီးတော့ညံလဲတစ်ဖြည်းဖြည်းနဲ့ထိုင်းပိုင်းထိုင်းပိုင်းလာစေပါတယ်တပတ်၁၀စကားနဲ့ချင်းပညာရှိစကားနဲ့ဤဆိုတဲ့စကားကတော့မှန်ကောင်းမှန်ပါလိမ့်မယ်မှန်ပါတယ်ပေါ့နော်စကားမပြောတိုင်းလဲဒါပညာရှိမဟုတ်ပါဘူး မာအနေနဲ့ပြောမယ်ဆိုရင်လူမှုဆက်ဆံရေးတငယ်ချင်းမိတ်ဆွေတယောက်နဲ့တယောက်အတွေ့အမြင်ဖလှယ်ခြင်းရင်းခုန်ပြောဆိုခြင်းတွေကအုံနောက်စွမ်းရည်အားကိုလည်းပို့ပြီးတော့ကောင်းစေပါတယ် စကားပြောပွားမှုအတဲကလည်းတရားနဲ့တရားအတွင်းအမြင်လေးဖက်လဲတာငင်းခုံလာလေးတွေကပဲဒီအရာလေးတွေကပဲကိုကစကားပြောကောင်းတဲ့သူတရားအဖြစ်နဲ့ဖြစ်လာပြီးတော့ရင်ကားထက်ကိုကညံရွှင်တဲ့လူတရားဖြစ်သွားစေမယ်ညံရီကိုလည်းပို့ပြီးတော့ထက်မြက်တဲ့ထဲမှာကိုပါသွားပြီပေါ့နော်ဒီလိုလေးပြောမပေးဘဲနဲ့စကားပြောနေနေနေတာပညာရှိစကားနဲ့ဤဆိုပြီးတော့လူတီတီငယ်ငယ်ကြီးနဲ့လုံနေတာအထိုင်းနဲ့နေနေမယ်ဆိုရင်တော့ကိုကညံထိုင်းမဲ့ထဲမှာပါနေဦးမှာဖြစ်ပါတယ် โอเคဒီဆက်ချက်ကတော့ကိုဖက်မှုရဲ့စာအုပ်ထဲကနေပြီးတော့အရင်ကြိုက်တဲ့အဲစကလုံးလေးစာသားလေးဖြစ်တယ်လို့လူတဦးတယောက်ချင်းစီအတိုင်းအတွက်အကျိုးပြုပွားစေမယ့်ဗီဒီယိုဖိုင်လေးဖြစ်တဲ့ဆိုတာကိုယုံကြည်ရဲ့အတွက်ဒီစကလုံးလေးတွေကိုပဲဗီဒီယိုဖြစ်နေပြန်ပြီးတော့ share လုပ်ပေးသွားခြင်းဖြစ်ပါတယ်ရှင်အဲโอเคဒီနေ့ဗီဒီယိုလေးကတင့်ရဲ့အတွက်အကျိုးဆုံးတစ်ခုရရှိသွားမယ်ဆိုတာကိုတော့ယုံကြည်ပါတယ်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတဲ့တဦးတယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ရှင် နောက်ထပ်ဘီလိုဗီဒီယိုအကြောင်းအရာလေးတွေကိုတင်သွားမလဲဆိုတာကိုသိအောင်လို့ပူပူ YouTube Channel လေးကိုလည်း Subscribe လုပ်သွားဖို့ကြံပြုချင်ပါတယ်။သိချင်တဲ့အကြောင်းအရာလေးများရှိရင်လည်း Comment လေးမှာမေးသွားလို့ရပါတယ်နော်။ကျမပြောရှင်တဲ့နေ့ရက်တိုင်းကိုပိုင်ဆိုင်နိုင်ကြပါစေ။အားလုံးတို့ဆက်လက်ပါအားလုံးဘိုင်ဘိုင်ပါ